ဥရောပနိုင်ငံတွေဟာငြင်းချမ်းရေးကိုရှာဖွေရမယ့်အစားစစ်ပွဲတွေဆက်ဖို့ကြိုးပမ်းနေဟုရုရှားကပြောဥရောပနိုင်ငံကောင်းဆောင်တွေဟာငြင်းချမ်းရေးကိုရှာဖွေရမယ့်အစားစစ်ပွဲတွေဆက်ဆင်နွှဲဖို့ကိုပိုပြီးအားတန်နေတာတွေ့ရတယ်လို့ရုရှားသမ္မတပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီဘက်စကော့ကရုရှားသမ္မတရုံးသတင်းထောင်းနဲ့မတ်လ23ရက်သွေးဆောင်မေးမြန်းခဲမှာပြောပါတယ် ဥရောပကိုနျူကလ িয়ার အကာအကွယ်ပေးမယ်ဆိုတဲ့ပြင်သစ်သမ္မတမက်ခွန်းရဲ့ပြောဆိုမှုဟာအန်ဒီအလုံးများနေသလိုဂျာမနီနိုင်ငံရဲ့စီးရဲဘက်ကျက်သုံးပြမှုတွေဟာစိုးရိမ်စရာကောင်းနေတယ်လို့ဘက်စကော့ကဆိုပါတယ်။ဥရောပနိုင်ငံကြီးတွေမှာရုရှားပေါ်ဆာနာနားလည်နိုင်တဲ့နိုင်ငံရေးကောင်းဆောင်တွေတနေ့နေ့မှာတော့ပေါ်ထွက်လာမယ်လို့မျှော်လင့်နေကြောင်းလည်းဘက်စကော့ကပြောပါတယ်။အမေရိကန်နဲ့ရုရှားကြားမှာလည်းအရာအလုံးအပေါ်သဘောမတူတာနဲ့အခြေအနေရှိတယ်လို့ဘက်စကော့ကဆိုပါတယ်။ စွမ်းရည်အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်တာတွေရဲ့ပုံသဘောတူညီချက်ကို KF ဆိုရကအပြည့်အဝလိုက်နာမယ်လို့လည်းထင်ကြောင်းလဲရုရှားသမ္မတပူတင်ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဒီမီထရီဘက်စကော့ကပြောသွားပါတယ်မြန်မာကွန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။